အာဘာဒီလာတော့လုံးပြီအာဘာဒီလာဆိုတာဘာကိုပြောတာလဲခင်ဗျာအာဘာဒီလာအာဘာဒီလာမတိဘူးနာပါသီလားဆိုတာပါလေခင်ဗျာဆိုပြီးတော့ကျွန်တော်တို့ဒါဟိုမှာပေါ့เนาะထရိလာထဲမှာကျွန်တော်တို့ပါပါတယ်ပေါ့เนาะအဲ့ဒါလေးကကြတော့ကျွန်တော်တို့ driver ကိုဒီချောင်းပေးခြင်းနဲ့ message ကပါလေဆိုတော့ကျွန်တော်တို့လူငယ်ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတွေအားရ ကျွန်တော်တို့ဘာသာတရား၅ပါးသီလပေါ့နော်နေ့တိုင်းအဋ္ဌဌာန်နေမလုပ်ခဲ့ရင်တော့မှကျွန်တော်တို့၅ပါးသီလဆိုတဲ့အရာလေးကိုသိဖို့လိုအပ်တယ်โอเคကျွန်တော်တို့ဒီပန်နိုရာရုပ်ရှင်ဇာတ်ကားကြီးမှာကျွန်တော်ကလင်းထက်ထူးမြင့်ဟန်တာဆိုတဲ့တငယ်ချင်း၃ယောက်တည်းဟာဟန်တာဆိုတဲ့ဇာတ်ကောင်လေးနဲ့တွေ့ရပါမယ်။ကျွန်တော်တို့၃ယောက်ကငယ်ငယ်တည်းကမပြည့်စုံမှုတွေနဲ့မွေးဖွားလာခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေဆန္ဒတွေကိုကျွန်တော်တို့ပြည့်စုံအောင်ဘယ်လိုကြိုးစားပြီးဖြည့်ဆည်းမလဲအဲ့လိုကြိုးစားပြီးဖြည့်ဆည်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးအခက်အခဲတွေတွေ့ကြုံရမလဲကျွန်တော်တို့ဆုံးဖြတ်ချက်တွေမှန်လားမှားလားဆိုတာကိုကျွန်တော်တို့ presentation လုပ်ထားတဲ့စကားလေးပါ၅ပါးတိလာကို၅ပါးတိလာဆိုတာဖားလေးခင်ဗျားဆိုပြီးတော့ကျွန်တော်တို့ဒါ ဟိုမှာဗောနော trailer ထဲမှာကျွန်တော်တို့ပါပါတယ်ဗောနော်အဲ့ဒါလေးကကြတော့ကျွန်တော်တို့ writer ကိုဒီချောင်းပေးခြင်းနဲ့ message ကပါလဲဆိုတော့ကျွန်တော်တို့လူငယ်ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်ဗောနော်ကျွန်တော်တို့ဗုဒ္ဓဘာသာမျိုးတွေအရာကျွန်တော်တို့ဘာသာတရား၅ပါးတိလာဗောနော်နေ့တိုင်းအဓိဋ္ဌာန်တွေလောက်ခဲ့နေတော့မှာကျွန်တော်တို့၅ပါးတိလာဆိုတဲ့အရာလေးကိုတီးဖို့လိုအပ်တယ်တိလာလုံးဖို့လိုအပ်တယ်ဆိုတာလေးကို message ပေးခြင်းတော့လည်းဖြစ်ပါတယ်ပြီးတော့ဘာသာတရားကို သိတဲ့သူနဲ့မသိတဲ့သူမှာက ကျွန်တော်တို့ကဆုံးဖြတ်ချက်တွေကကွဲသွားတတ်ပါတယ်အဲ့တော့အဲ့လိုဆုံးဖြတ်ချက်တွေကွဲတဲ့အချိန်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်ဆိုလို့ရှိရင်ဘဝကြီးနဲ့ခြေပြီးတော့ပါအာပျက်စီးခြင်းတွေလည်းကြုံနိုင်သလိုဘာသာတရားတိလို့အော်လမ်းလမ်းမှန်ကိုရွေးချယ်နိုင်အောင်အဲ့ဒီလည်းအားရှိပါဆိုရဲ message ပေးခဲ့တာပါအသေးကြီးမှာဘာရှိလဲတရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်ကိုတတ်လို့ရတယ်ကွာတက်အဓိကကတော့ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တို့၃ယောက်က အဲ့လိုမျိုးဘာသာတရားကိုမသိမသိတာပါဟိုလိုမျိုးမဟုတ်ဘူးကျွန်တော်တို့ကငငယ်တည်းကမပြေးမစုံချွတ်ချွတ်တဲနေခဲ့ရပြီးတော့ဟိုဘယ်လိုပြောမလဲကိုယ်သုံးမပြီးမဲ့သူလည်းမရှိခဲ့ရမိဘမဲ့၃ယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာသာတရားဆိုတာဘာမှမသိတဲ့ဟောအဲ့ဒါကြောင့်ဆိုပါကျွန်တော်တို့ကရိုက်ခွင့်မှတ်တရားတွေကတော့အများကြီးပဲပေါ့နော်ဘာလို့လဲဆိုတော့ရုပ်ရှင်တကားရိုက်တယ်ဆိုတော့လူအများကြီးနဲ့လှုပ်လှုပ်ရဖြစ်တဲ့အတွက်အမှတ်တရားတွေကတော့အများကြီးပါပဲအဓိကအမှတ်တရားကတော့ကျွန်တော်တို့ပထမဆုံးရိုက်ခွင့်ရနေမှာပဲကျွန်တော်တို့ညီကို၃ယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့ဟိုပေါ့ မန်ရိုက်တာဒီနေ့စရိုက်ရဆိုနောက်နေ့မနက်9:00နာရီလောက်အထိဒါပြင်မှန်းကြရတယ်ကျွန်တော်တို့မှမဟုတ်ဘူးဒါရိုက်ကူးတဲ့ driver ကိုဒီထက်အောင် UV ကိုတရားတဲ့တစ်ဖွဲ့သားလုံးပြင်မှန်းကြရတယ်ဒါပေမဲ့တစ်ခုရှိတာအမှတ်တရအဖြစ်ဆုံးอ่ะကျွန်တော်တို့တစ်ဖွဲ့သားလုံးလေအရန်စီးလုံးနဲ့အရန်စီးလုံးနဲ့ရိုက်မယ်ချမယ်အကုန်လုံး inline အရိုင်းနဲ့ဒီကားကြီးကိုပေါဝင်ပုံပုံမှန်ပြီးကြရတယ်အဲ့တော့လေထွက်လာတဲ့ result တွေကတကယ် PT ဖြစ်ပါတယ်ကျွန်တော်ရင်ထဲမှာအများကြီးပြောပြတတ်အောင်လို့ကျွန်တော်ပြောပါတယ်မပါဘူးခင်ဗျာ ကျွန်တော်ကမကြောက်တော့ဘူးခင်ဗျဟုတ်ဟုတ်ကဲ့ဗျာကျွန်တော်လည်းကဲ့အာအဲ့လိုတော့မရှိပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟိုအကျွန်တော်ကပြောလို့ပါနော်ဘာသာတရားကျွန်တော်ကြာအပြင်အရင်လို့ငါကြာတော့ဘာသာတရားကိုဘာသာတရားကိုသိတယ်နားလည်တယ်အဲလောက်တဲ့သူဖြစ်တဲ့အတွက် အဲကျွန်တော်ကအဲဘောကျွန်တော်ခဏပြောလို့ပါစိတ်မှာအလွန်ကျူးဖြစ်တဲ့စိတ်ပဲတော့မှမရှိဘူးခင်ဗျကျွန်တော်စိတ်ထဲမှာလေဒါကျွန်တော်တို့73နှစ်အောင်မကြည့်ရဆိုရဲဇလန်ဟိုဘောနော်ဘာလို့တတ်မှတ်ထားရလဲဆိုတော့ကျွန်တော်တို့ကတချို့ဇန်းဝင်ငန်းတွေကဟိုတရေချောက်တဲ့ဈေးနေမှာနည်းနည်းကျန်းပါလေကျန်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေးသူငယ်တွေဒါကြည့်တဲ့အချိန်ကျသူတို့ရဲ့စိတ်ထဲမှာ trauma ော်ဆိုးလို့ပါဒါသူတို့ရဲ့သူတို့အတွက်ကိုပဲကျွန်တော်တို့ driver ဆိုပြီးထောင်းအောင်နဲ့ပုံရုပ်ရှင်ထုတ်လို့ရတတ်မှတ်တာဖြစ်တော့အဓိကတော့ကျွန်တော်အတွက်ကကျွန်တော်ကတော့တရားရခိုင်တော့အပြည့်ကျွန်တော်ကြိုးစားပါတယ်အဓိကရိုက်ကူးတဲ့ driver ကိုဒီထောင်းအောင်ကျင့်နေကျွန်တော်အားပါတီလာတော့လုံးပြီအားပါတီလာဆိုတာဘာကိုပြောတာလဲခင်ဗျာအားပါတီလာအားပါတီလာအားပါတီလာတော့မသိဘူးအားပါတီလာအဓိကတရေကားတွေကြည်ရတဲ့အချိန်မှာကျွန်တော်တို့က ဟို entertainment အနေနဲ့ကျွန်တော်ကြည့်တာပေါ့နော်ဟိုဥမာကျွန်တော်ဆိုလို့ရှိရင်ရုပ်ရှင်တကားတခါစကြည့်ပြီဆိုရင်ကျွန်တော်ပရိသတ်အနေနဲ့စကြည့်တယ်ဒုတိယထည့်ကြည့်ရဆိုလို့ရှိရင်အထေရတိုးဆောင်နေတယ်ဝင်ထပ်လာပြီးတော့စိတ်ကိုကြည့်တယ်တတိယထည့်ကြည့်ရချိန်ကြလို့ရှိရင်သူတို့ရဲ့ short day production design အကုန်လုံးပေါ့နော် over ရောကျွန်တော်ကြည့်ပြပါတယ်နော်ဒါသူတို့ဟိုဘယ်လိုပြောမလဲရုပ်ရှင်ကြည့်ရလူတွေပေါ့နော်ဥမာပြကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကိုရီးယားကလည်းကျွန်တော်ကြိုက်ပါတယ်ကျွန်တော်ကြည့်ပြတယ်အင်္ဂလိပ်ကလည်းကျွန်တော်ကြည့်ပြတယ်ဒါပေမဲ့ကျွန်တော်ဟို Bollywood ကလည်းကျွန်တော်တိတ်မကြည့်ဘူးအဲ့လိုပဲပေါ့နော်ဒါဟိုမလင်းဆက်လို့လည်းမကြည့်ပြတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပါခင်ဗျာ တောင်မာလေးကတော့မရှိတော့မသိဘူးဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဓိကတော့ကျွန်တော်သူတော်တစီမှာစပြီးတော့လူလေးသိလာကြပါတယ်အဲဒီပြောဒီကားမှာကျွန်တော်အခွင့်အရေးရခဲ့တယ်ဘူမျိုးရှင်ထုတ်လို့ရပေးတဲ့အခွင့်အရေးကြောင့်ကျွန်တော်ဒီဟန်တာဆိုတဲ့ဇက်ကောင်ရိုက်ပြီးခွင့်ရတယ်ဒရိုက်တာကူဒီထောက်အောင်လည်းလက်ခံပေးခဲ့တယ်အဲ့တော့ကျတော့ဟန်တာဆိုတဲ့ဇက်ကောင်မှာလည်းဟိုဘောနော်သူ့ရဲ့လုံပိုင်ခွင့်က များပါတယ်ဒီကားမှာဆိုရင်သူကဇက်ကောင်တစ်ခုအနေနဲ့ကြီးကြီးမားမားပါတာပါတယ်အဲ့တော့ကြာတော့ကျွန်တော်အနေနဲ့လည်းတာဝန်အများကြီးကြီးပါတယ်ခင်ဗျာအဲ့တော့လည်းကျွန်တော်ကကျွန်တော်ကလေဟိုတက်ခမ်းမဲပါပါနှစ်ခမ်းမဲပါပါကျွန်တော်ဘာပဲလုပ်ရလို့ကကျွန်တော်တက်နိုင်ကြောင်တရားရဂိုင်းလုံးမဲ့ကျွန်တော်လုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရုပ်ရှင်လာကြည့်ရဲ့ဒီတိုင်းကိုကျွန်တော်ဟိုကျွန်တော်ဒီအင်တာဗျူးရှင်းမှာမဟုတ်လို့ကျွန်တော်ပြောတာမဟုတ်ကျွန်တော်တန်ဖိုးထားတယ်ဘာလို့တန်ဖိုးထားလဲဆိုတော့သူတို့ကအချိန်တနာရီခွဲနှစ်နာရီလောက်ပေးပြီးလာကြည့်ရတယ်ရုပ်ရှင်လက်မှတ်ဝယ်ပြီးလာကြည့်ရတယ်လူတွေဖြစ်တဲ့အတွက်သူတို့အချိန်နေမွေပေး ာနဲ့တက်အောင်ကျွန်တော်တို့ဘက်ကကြိုးစားထုတ်မှုပြန်ပြီးနိုင်ဖို့တော့လုပ်နိုင်မယ်လို့ကျွန်တော်ထင်လို့ပါဟုတ်အဓိကကျွန်တော်တို့ဟုတ်ဟုတ်ကျွန်တော်တို့၃ယောက်ပေါ့နော်ကိုတင်ငင်းကိုဖုန်းကျွန်တော်တို့တငငင်း၃ယောက်တိတ်ဆောင်တဲ့အချိန်ကကြာတော့ဘာဖြစ်လဲဆိုတော့ပျော်ဖို့ကောင်းတယ်ပျော်ဖို့ကောင်းလို့ဆိုတော့ကျွန်တော်တို့အဲရိုက်ကွင်းနဲ့အဲကက်ကက်လို့អော်ပြီးတော့ကျွန်တော်တို့တခြားအချိန်တွေမှာလည်းကျွန်တော်တို့ကတကယ်ညီကိုတွေတငငင်းတွေလိုပဲနေတာဖြစ်တဲ့တော့အများကြီးခက်ခဲမရှိဘူးလားအဓိကပေါ့နော်ကျွန်တော်ဒီဒီဇက်ကားကိုစတင်လက်ခံရိုက်ကူရမယ့်အချိန်မှာတည်ရမယ့်အချိန်မှာကျွန်တော်အဲပျော်တယ်ပီတိဖြစ်တယ်လက်တွေပါတုံတယ်ပေါ့နော် ီးတော့လက်တွေပါတုံလဲဆိုတော့ကျွန်တော်ပျော်လို့တုံတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါကြီးမားတဲ့ခွင့်ရတစ်ခုပါပဲအဲဒါကြောင့်ကျွန်တော်အခွင့်အရေးကိုလက်ဆုပ်လက်ကင်ပြနိုင်ကိုတတ်သိပြနိုင်ကိုကျွန်တော်လိုပါတယ်ကျွန်တော်မှလည်းလိုအပ်ချက်တွေများရှိပါလိမ့်မယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကဒါဟိုလူငယ်ပဲရှိပါသေးတယ်အသစ်ပဲရှိပါသေးတယ်အဲတော့ကြတော့ဒါမဲ့တေချာတစ်ခုအားကျွန်တော်ဒီဒီဇက်ကားထဲမှာကျွန်တော်ဒီဟန်တာဖြစ်ဖို့အတွက်ကိုကျွန်တော်တက်နိုင်တယ်များကျွန်တော်ညံလေးရှိသည်များကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်အာလောက်ထားပါတယ်အဲ့ဒါတော့ကျွန်တော်ရေးရေးအာမခံနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ငငယ်ငယ်က တဲကကြီးခဲ့ရတဲ့မင်းသားမင်းမီးတွေစီနီယာအသိပညာရှင်အတတ်ပညာရှင်တွေကကျွန်တော်တို့ရှေ့ရ VIP first row ဖြူမှာချီကျူးတန်တွေကျွန်တော်ကြားရတဲ့အချိန်မှာကျွန်တော်ရင်ထဲမှာအဲ့လိုဟိုဝန်တာ PT ပေါ့နော် ူကအဲ့လိုငူငူပါငူချင်ပါလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စူးစမ်းနေတဲ့လူငယ်တယောက်အတွက်ဒါတွေကကျွန်တော်ရှေ့ဆက်ဖို့ဘဝမှာရှေ့ဆက်ဖို့အတွက်ဒါခွန်အားတွေပါပဲဗျာအိကားဗျာကျွန်တော်ကကျွန်တော်ဆိုဇကာတကားရိုက်တယ်ဆိုလို့ရှိရင်ဇကာတကားရိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုကိုအားကြရတဲ့တင်းဆောင်တွေလောက်လောက်ရတာပထမဆုံးအရန်ပြုတ်ပြီးတော့အရန်လောက်လောက်ဖို့ motivation တွေရတယ်သူကသူတို့စီကဖားပညာရမယ်ကျွန်တော်မြန်ဆောင်ဆောင်ဆောင်နေလေးလာတယ်အဲ့တော့သူရဲ့အတိမတ်ပြုတ်ဖို့ပြန်ခံရတဲ့အချိန်မှာကျွန်တော်က ကလေးတိုင်းပဲကျွန်တော်ရမ်းပျော်တယ်ကျွန်တော်တော့ခွန်အားတွေအများကြီးအများကြီးအများကြီးဘယ်နာရလာမှမသိရခွန်အားတွေအများကြီးရဟုတ်အဓိကတော့စီကျွန်တော်တို့ကပေါ့နော်စီနီယာပဲလုံးဖြစ်စီနီယာနဲ့ပဲဖြစ်ဖြစ်ဂျူနီယာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်တွေလုပ်တဲ့ဒီတိုင်းမှာကိုမမြင်နိုင်တဲ့ရှုတော့အနေနဲ့သူမြင်ရတာရှိတယ်။သူတို့မှလည်းကျွန်တော်တို့ကျွန်တော်နဲ့မတူပဲအတွေ့အကြုံတွေအများကြီးရှိခဲ့တယ်။အဲတော့ကျတော့ကျွန်တော်တို့ကနေတိုင်းနေတိုင်းဒီတိုင်းဒီတိုင်းက ကိုယ့်အလုပ်မှာလမ်းလေးလုံနေရပါလိမ့်မယ်ခင်ဗျာ လေးလာနေရပါလိမ့်မယ်အဲ့တော့ကြတော့ senior အိုင်နဲ့တေးဥဆောင်နဲ့ချိန်ကြရင်လည်းအများကြီးလေးလာစရာရှိတယ်လို့ junior အိုင်နဲ့တေးဥဆောင်နဲ့ချိန်ကြလို့ရှိရင်လည်းကျွန်တော်တို့ကသူတို့ရဲ့မတူညီတဲ့အမြင်လေးကြောင့်လည်းစမ်းသပ်မှုတွေရရှိပါတယ်နော်အဓိကကျွန်တော်တို့28ရက်နေ့အခုလာမယ့်28ရက်နေ့မှာမြန်မာတိုင်းနိုင်ငံလုံးက ဒါရုပ်ရှင်ုံဒီမှာကျွန်တော်တို့ကန်ဒိုရာရုပ်ရှင်စကားကြီးကိုယုံတင်ပြသပါတော့မယ်ခင်ဗျာအခုလည်းကျွန်တော်တို့သမရာယုံနဲ့မှလူတွေအများကြီးပြည်နေတဲ့အတွက်ကျွန်တော်အများကြီးပျော်ပါတယ်ကျွန်တော်တို့ကန်ဒိုရာရုပ်ရှင်စကားကညမင်္ဂလာရိုက်ကူးတာတဲ့ဒရိုက်တာကူညီထောက်ရိုက်ကူးတာဖြစ်တဲ့အတွက်ညမင်္ဂလာနဲ့ဘယ်လိုဆက်ဆံမှုတွေရှိလဲပြီးတော့ကျွန်တော်တို့အန်တာထူးမြင့်အဲလင်းထက်ကျွန်တော်တို့တငယ်ချင်း၃ယောက်ကဘယ်လိုမျိုးတွေအဲဆုံးဖြတ်ချက်တွေချတာလေဘလူဘဝမျိုးတွေဖြတ်တန်းခဲ့ရလဲဆိုတာလာရောက်ကြည့်ရှုပေးကြဖို့အတွက်လည်းကျွန်တော်ဖိတ်ခေါ်ရပါတယ်။ဘာလို့လဲဆိုတော့လူငယ်တိုင်းကြည်ကြည်တဲ့နယ်စကားလေးတစ်ခုပါကျွန်တော်ဘာသာတရား အဲပေးတာဘာသာတရားဆိုတဲ့အကြောင်းကိုအများကြီးပြပြရတယ် presentation လုပ်ထားတာဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုလို့ရှိရင်အချိန်ပေးရကြုံနှက်စီရပါလိမ့်မယ်လို့ကျွန်တော်အားမခံပါတယ်ခင်ဗျာ